မြန်မာနိုင်ငံမှာဘသူမှမကျင်းပနိုင်တဲ့မင်္ဂလာပွဲကိုရွှေကိုဘိတ်တာဗရက်များအလုံးတစ်ထောင်နဲ့ဒေါ်လာ3500ကုန်ကြခံကျင်းပခဲ့တဲ့ဟူရန်နေဆိုပြီးသစိန်အားလုံးသိကြတဲ့အတိုင်းခုချိန်လူပြောများနေတာကမင်းသားဟင်းဝေရန်နဲ့မင်းသမီးဆိုပြီးသစိန်တို့ရဲ့မင်္ဂလာပွဲကြီးပါပဲ။ဂျာဟာတာမဲမင်္ဂလာပွဲဆိုတာတဲ့ဟင်းဝေရန်တို့မိသားစုအားချမ်းသာကြွားရီဆိုတာကိုပြသွားရီကြားရသူတိုင်းမြုံနယ်လာအောင်ဖြစ်စေမယ့်မင်္ဂလာပွဲကြီးပါ။ကောင်းစင်မှာတွေ့တဲ့အတိုင်းပဲဒီမင်္ဂလာပွဲတပွဲရဲ့ခံမန်းကုန်ကြစီက အမေရိကန်ဒေါ်လာတန်900ရပါတယ်။ဒီပွဲတွေသားမဲ့ပွဲစီစဉ်တွေမဟုတ်ဘဲနဲ့နိုင်ငံသားက top tier ပညာရှင်တွေဒီဇိုင်နာတွေကိုတကူတကငားရဲအသုံးပြုခဲ့ပါတယ်။ခန်းမတစ်ခုလုံးကိုစေးပြီးဆုံးပန်းဖြစ်တဲ့တိခွပန်းတွေကြီးပဲတိဆောက်ထားသလားထင်မရအောင်မျက်စိတစ်စုံအသုံးပြုထားပါတယ်။တရင်းတွေရဲ့ခမန်းချက်ရဒီပွဲကပန်းလာစင်ကတခုတည်းတင်မြန်မာငွေကျပ်သိန်းပေါင်းထောင်ကြီးကုန်ကျခဲ့တယ်လို့ဆိုပါတယ်။လူတွေအားလုံးပါစပ်အဟောင်းသားဖြစ်သွားရတဲ့ဘိုင်းကတော့သူတို့သားနဲ့သူတို့သမီးရဲ့ဝတ်စုံမှာ အထူးသဖြင့်သူတို့သမီးဆိုဖီယက်သင်းဝစ်စင်နဲ့မြမရိုးရာထမိန်သိန်းဝစ်စုံမှာပရိသတ်ကြီးဒါဟာရွှေရောင်ချီမြင်နေထူထတာမဟုတ်ပါဘူး။ရွှေမော်ပြူထတာမဟုတ်ပါဘူး။ဒါဟာရွှေသားစင်နဲ့ဖန်တီးထားတာပါ။သာဒီယာတော်ဒီမင်္ဂလာဝစ်စုံတစုံကိုရွှေစစ်ကိုဘိတာတိကျအုံပြပြီးတော့ရဲလုံဖန်ထားတာဖြစ်ပါတယ်။ကိုဘိတာကိုဘိတာဆိုတာစဉ်းစားကြည့်ပါ။ဒီရွှေသားဝစ်စုံကြီးပေါ်မှာမှတံမိုးဖျက်လို့မရနိုင်လို့တဲ့အရင်အတွင်းမြေမိုးကုတ်ဗရမျောင်းစစ်တွေနဲ့ထက်မဲ့ပနာအသင်စွာတစားစင်ထားတာပါ ကောင်းစင်မှာပါရိတ်တိုင်းမဲ့ရွှေသိမ်းမြေဆုံးဗရက်များအလုံးတစ်ထောင်ကျော်ကိုဒီရွှေသားဝစ်စုံပေါ်မှာထက်ဆင်ပုံပေါ်ထားတာလို့ဆိုပါရီဂျာရင်ဘေကမလေးတို့သားအင်းဝင်ရဝစ်စင်နေရွှေတောင်ရှိပစိုးကစားတို့သမီးစုပိသစင်ကိုင်းဆိုင်ထားတဲ့လက်ကင်ပန်းစုံအားလုံးဟာရွှေသားစစ်တွေနဲ့ထူးလို့ပုံပေါ်ထားတာပါပန်းစစ်လုံးဝမပါပါဘူးရွှေပန်းစီစီးဖြစ်နေတာပါဒီရွှေအိုရာမင်္ဂလာဝစ်စုံပေါ်မှာမှာအပေါ်ကနေထက်မှန်ပြီးတော့ဗရက်များဝင်ရောဗရက်များတစ်ပတ်တွေကိုပါ ထက်စင်စင်မြန်ထားတာမလို့မြင်ရသူတိုင်းအတွက်တော့ဒါဟာတကယ့်ကိုမှပုံမြင်တင်းကတော်ဝင်မင်းသားမင်းသမီးတွေရဲ့ပွဲတစ်ခုလိုပါပဲဒီပွဲရဲ့ကုန်ကြစိတ်ကိုတန်၄50ကျပ်လို့အစပိုင်းမှာခံမှန်းကြပေမဲ့နောက်ဆုံးထွက်ပေါ်လာတဲ့ကိန်းကနန်းတွေကဒေါ်လာတန်900ဆိုပြီးတော့ဖြစ်သွားပါတယ်လူတွေမေးစရာရှိပါတယ်ဘာလို့တွက်လို့ဒေါ်လာတန်900ဖြစ်တာလဲရွှေကောပိတာကတန်မိုးကြည့်ရမှန်းနေဒါပေမဲ့အဓိကတန်မိုးကဗရမအလုံးတစ်ထောင်မှာပါသွားတာပါဒါရီဟာအသားမဲ့ဗရမများတွေမဟုတ်ဘဲနဲ့ပြည်တန်ဆင်းရှိတဲ့မိုးကုတ်ဗရမများတွေဖြစ်တယ်လို့ဆိုပါတယ် ဒီအနာရီရဲ့တန်မိုးနိုင်ငံသားက9ရက်နဲ့ပညာရှင်တွေရဲ့ခကြေးငွေအရာအလုံးပေါင်းလိုက်တဲ့အခါဒေါ်လာ1500ဆိုတဲ့ကိန်းငွေဟာသူတို့ရဲ့ချမ်းသာကြေးဝါမှုကိုချပြဖို့သွန်းဆွဲလိုက်တဲ့ပမာဏဖြစ်သွားပါတယ်။ဒီပွဲဟာမြန်မာနိုင်ငံမှာဘယ်သူမှလိုက်ပြီးတော့မကျင်းပနိုင်တဲ့တခက်တခါမှတခါပဲရှိမဲ့မင်္ဂလာပွဲပါပဲ။ဒီလောက်ခံထားတဲ့ပွဲကိုတယောက်ချင်းမြင်ကြတဲ့ဧည့်သည်တွေကလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းနုပညာရှင်တွေဖြစ်ကြတဲ့ဖွေဖွေဝုံမုံရွှေပြည်ပါဝင်ထိပ်တန်းမင်းသားမင်းသမီးများပြားတယောက်ခဲ့ကြပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ပါဒီနေ့မှာတကယ့်ကိုမှပျော်ရွှင်ခြင်းညူကြတဲ့မင်္ဂလာဇနီးမောင်နှံတို့ရဲ့ချစ်ချင်းမြတ်တာဒီလေဒီရွှေသားပရမအကြီးလိုပဲဘဝခီးလန်းတစ်လျှောက်လုံးရွှေလက်တွဲခိုင်မြဲပြီးတော့ထာဝရတောက်ပပျော်ရွှင်စွာနေထိုင်သွားနိုင်ကြပါစေကြောင်းဆုတောင်းပေးလိုက်ပါရယ်ပရိသတ်ကြီးတို့ဒီဒေါ်လာတန်းခါရတဲ့မင်္ဂလာဝဲပေါ်ဘလို့မျိုးချပင်မိပါသလဲရွှေကိုဘိတာဝိစုံကြီးကိုရောတကယ်စစ်လို့ချင်ပါသလားကွန်မန့်မှာမမိရဲ့မြင်လေးကိုလေးပြောသွားပေးခဲ့ပါဦးရှင်